ဟာလေလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ဇုံကညီကောင်မောင်တို့မတွေဝိညာဉ်ရေးရတယ်မှာเนาะအမြဲတမ်းတွာလာတက်ဖို့တိတ်ရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ဓမ္မရာဇဝင်လေးလာတာအခုဆိုရင်ရာဇဝင်ချုပ်ပထမဆုံးခန်းကြီး16ရောက်လာပြီပြီးကြတဲ့အပတ်ကကျွန်တော်အခန်းကြီး16 part 1ပေါ့เนาะအမှုတော်မှာပါဝင်နိုင်တော်အရာအမှုတော်မြတ်ဓမ္မဘာတွေပါဝင်လဲအဲ့ဒီအကြောင်းကိုကျွန်တော်ဝေငှခဲ့တယ်เนาะအမှုတော်မြတ်နဲ့ပတ်သက်လာရင် ကျွန်တော်ပြောမီရှိုရာရစ်ရှိတယ်မိသားရာရစ်ရှိတယ်เนาะအဲ့တော့အမှုတော်ထဲမှာပါဝင်တဲ့အရာဖရာသခင်ရဲ့နာမနဲ့လူတွေကိုကောင်းကြီးပေးခြင်းရှိတယ်အဲမှုတော်မြတ်ထဲမှာပါဝင်မယ်ဆိုလို့ရှိရင်ပေးကမ်းဆွံ့ကြခြင်းလည်းရှိတယ်ချီးမွမ်းကိုးကွယ်ခြင်းတွေရှိတယ်သူ့နေရာသူလေဝိသားတွေခံရတယ်ယေပရောဟိတ်တွေပါဖြစ်လေခံရတယ်အမှုတော်မြတ်ထဲမှာအဲ့ဒါတွေအကုန်လုံးရှိတယ်ဟုတ်ပြီနော်ဒီတပတ်တော့ကျွန်တော်ဘာဝင်ကြခြင်းလဲဆိုဒါဝိတ်နဲ့သူ့ရဲ့လူတွေရဲ့ဝိညာဉ်ထဲမှာဖြစ်နေတော့ရာ ယုံကြည်သူမှန်ရင်ဝိညာဉ်ထဲမှာဖြစ်နေတဲ့အရာရှိရမယ်။ကြင်နေတာတော့ကြိုးစားနေတာမဟုတ်ဘူးနော်ဝိညာဉ်ပိုင်းမှာဖြစ်နေတဲ့အရာရှိရမယ်။ယုံကြည်သူတိုင်းရဲ့ဝိညာဉ်မှာဖြစ်နေရမယ်။ဘာတွေဖြစ်ဖို့လို့လဲ။အဲ့ဒီအကြောင်းကိုကျွန်တော်ဝေငှမှာဖြစ်တယ်။ခဏဆုတောင်းရအောင်။အဖအကုရကိုယေရှုတင်နဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့အသက်တာကိုတိဆောက်ပေးပါ။ကျွန်တော်တို့ဝိညာဉ်ထဲမှာဖြစ်ရမယ့်အရာပါလေ။ယုံကြည်သူတွေရဲ့အသက်တာမှာဘယ်လိုဖြစ်တယ်လဲ။ဒါတွေကိုမြင်ပြီးတော့ကိုယ့်ရဲ့ဝိညာဉ်ထဲမှာ မဖြစ်သေးတဲ့အရာတွေအတွက်ဖြစ်ချင်းစိတ်စာငတ်စိတ်ရှိဖို့ကိုရောနှုတ်ကပတော်နဲ့နှိုးဆော်တတိပေးပါလက်တော်နဲ့အနန္တနဲ့အရှင်ရှုနာမ၌ဆုတောင်းပါတယ်ဖဖျာအာမင်အာမင်ဒါဝိတ်ကယုံကြည်သူသူ့ရဲ့နောက်လိုက်တည်လည်းရှိဆိုတော့ယုံကြည်သူတွေရဲ့ဝိညာဉ်ထဲမှာဖြစ်နေတဲ့အရာတွေရှိတယ်ဘာတွေလဲကြည့်အောင်ယာဇဝေချုပ်ပထမဆုံးအခန်းကြီး16အပိုက်ငယ်10ကိုကျွန်တော်ဖတ်ပါမယ် ထာဝရဘုရားကြီးဂုံကျေးစွတော်ကိုချီးမွမ်းကြလော့နာမတော်ကိုပတ္ထနာပြုကြလော့အမှုတော်တို့ကိုလူများတို့အားပြတာကြလော့သုံးချက်ရှိတယ်နော်အပိုက်ငယ်ရှင်းမှာသုံးချက်နံပါတ်1ထာဝရဘုရားကြီးဂုံကျေးစွတော်ကိုချီးမွမ်းကြလော့ဖယားသခင်ရဲ့ဂုံဖယားရဲ့ကျေးဇူးတော်ဘာလို့ရမလဲချီးမွမ်းရမယ်ဆိုတော့ဒါဒါဝိနဲ့သူ့ရဲ့လူတွေအထဲထဲမှာဖြစ်နေတာသူတို့ရဲ့ဝိညာဉ်ထဲမှာ ဘုရားခင်ဂုံတော်ကိုချီးမွမ်းရမယ်ဘုရားခင်ကြီးစိုးတော်တွေကိုချီးမွမ်းရမယ်ဒါဖြစ်ကိုဖြစ်ရမယ်ယာဆိုတော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူရေလို့ဖြစ်လာရင်ဘုရားသခင်ဖြစ်ဖြစ်လာရင်ကျွန်တော်ရဲ့ဝိညာဉ်ထဲမှာဘုရားခင်ဂုံတော်ကိုချီးမွမ်းခြင်းကြီးစိုးတော်ကိုချီးမွမ်းခြင်းကမဖြစ်မနေရှိရမယ်အရာဖြစ်တယ်လို့เนาะတကယ်ပဲဘုရားခင်ရဲ့ဂုံကြီးစိုးတော်ကိုချီးမွမ်းဖို့เนาะဒီမှာသတိပေးထားတယ်ပြီးတော့ဒုတိယတစ်ချက် နာမတော်ကိုပတ္ထနာပြုကြလော့နာမတော်ကိုပတ္ထနာပြုကြလော့အဲ့ဒါဘာလဲဆိုနာမတော်ကိုပတ္ထနာပြုဆိုဆုတောင်းတာကိုပြောတာမဟုတ်ဖယားနာမကိုခေါ်ပါတဲ့ဖယားမှာနာမအများကြီးရှိတယ်လေဖယားကိုခေါ်ပါအဲ့လိုမဟုတ်ဘူးနော်တေချာနာတော်စေခြင်း ਨੇ အာဦးဖယားသခင်ဟောမော်လေးဖယားဖယားအဲ့လိုမဟုတ်ဖယားနာမကိုခေါ်တာဟုတ် ဆရာယူရတန်ကဘလို့ဘာသာပြန်လဲဆိုဖယားသခင်နာမတော်ကိုပတ္ထနာပြုပါ အတိပေက call his name ဖယားနာမည်ကိုခေါ်ပါဒါဆိုဖယားဖယားလို့ခေါ်တာနာမည်မှမဟုတ်တာဖယားမှနာမည်ရှိတယ်လေအဲ့နာမည်ကိုခေါ်ခိုင်းတာနာမည်ကိုခေါ်နာမည်လို့ပြောရင် तू အတိပေပါတခါလဲပါတယ်ဥပမာနာမည်တစ်ခုနှစ်ခုပြောမယ် Yahweh Shalom Shalom ဆိုတာပါလေနာမည် အရိဗေကပါလေငြိမ်သက်ခြင်းပေးတော်ဖုရားဖုရားရဲ့နာမည်မှာဖုရားရဲ့တတ်နိုင်ခြင်းပါလာတယ်အဲ့တော့ယေဟောဝါရှလုံလို့ခေါ်လိုက်တာ ਨੇ ပါလေဖုရားသခင်ကငြိမ်သက်ခြင်းပေးတော်ဖုရားအဲ့ဒါကိုဘာမှလို့ဘလို့ရေးလဲနာမတော်ကိုပထနာပြုလေလို့ခေါ်တယ်အဲ့တော့ဒီနေ့ယုံကြည်သူများဖုရားရဲ့ဂုဏ်တော်ကိုချီးမွမ်းကြီးတော်တွေကိုရည်တွက်ချီးမွမ်းမပြီးသေးဘူးဖုရားနာမည်တွေကိုစဉ်းစား စဉ်းစားပြီးဖရာနာမည်တွေကိုခေါ်ရတယ်ရော့ရတယ်ဒါဆိုဖရာနာမည်ကိုခေါ်ရင်ခေါ်ရင်လည်းကိုယ့်ရဲ့အထဲမှာအဲ့နာမည်နဲ့ပတ်သက်တဲ့တတ်နိုင်မှုတွေကိုကိုယ့်နှုတ်ကမွတ်တော့ကိုယ့်နာပြန်ကြပြီးကိုယ့်အထဲမှာယုံကြည်ခြင်းဖြစ်သွားရောဒါကြောင့်မလို့ဖရာသခင်နာမည်တွေကိုခေါ်တချို့ကနာမည်ကြီးပဲထအော်နေတာအဲ့လိုလည်းမဟုတ်ဘူးနော်နာမည်ကိုခေါ်ဆိုတဲ့အဓိပ္ပာယ်ကပါလေဖရာရဲ့နာမည်မှာဖရာရဲ့တတ်နိုင်ခြင်းပါတယ်ဆိုအဲ့တတ်နိုင်ခြင်းတွေကိုပြန်ဆင်ခြင်းလို့ပြောနေတာနာမည်ခေါ် ခေါ်တော့နတ်ဆိုးကလည်းကြားတယ်အာသူ့ဖရာယေဟောဝါရှလုံးပါလားငြိမ်သက်ခြင်းပေးတဲ့ဖရာပါလားနတ်ဆိုးလည်းကြားလူတွေလည်းကြားတကယ်ကိုကိုကြည့်တော့အဲ့ဒီအသီးအပွင့်ကိုကိုပြန်ရိတ်သိမ်းရတယ်တကယ်ခက်ခဲတဲ့ကာလမှာဒုက္ခများနေတဲ့ကာလမှာကိုယ်ထမငြိမ်သက်ခြင်းရှိကိုယ်ဘယ်နာမကိုခေါ်ထားတာလဲယေဟောဝါရှလုံးငြိမ်သက်ခြင်းပေးတော်ဖရာကြည့်နော်အဲ့တော့ဖရာနာမည်ကိုခေါ်ရမယ်အဲ့ဒါကိုပြောတာ တော့အဲ့ဒါကဒီတိုင်းခေါ်တာမဟုတ်တော့ဖြစ်နေရမှာတချို့လူတွေရှိတယ်ဖယားနာမခေါ်ပါဆိုနာမည်ကြီးတွေခေါ်အဲ့ဒါနဲ့အကျိုးရမယ်ဆိုတော့အဲ့တော့စိတ်ထားကမှားနေတယ်နာမည်ခေါ်တဲ့အတိတ်တွေကအကျိုးရဖို့ခေါ်တာမဟုတ်ဘူးเนาะအကျိုးလိုချင်လို့ခေါ်တာလည်းမဟုတ်ဘူးအော်ဖယားနာမကိုခေါ်တယ်ဆိုတော့ဖယားရဲ့နာမကိုယူသိလို့လေးစားလို့ဖယားကိုချစ်လို့ဖယားနာမည်ကိုဘာဖြစ်လဲခေါ်တာပြီးမြေကြီးပေါ်မှာရှိတဲ့ဟလား နတ်ဆိုးရောလူတွေရောဖရာရဲ့နာမည်ကိုကျွန်တော်တို့ခေါ်လိုက်ခြင်းဖြင့်သူတို့ကဖရာရဲ့တတ်နိုင်ခြင်းကိုကြားသွားရောကြားသွားရောဟာဒီလူကဒီလူယုံပါလားအဲလိုဖြစ်သွားတာဒါကြောင့်မလို့ဒီနေ့နံပါတ်1ကပါလေဖရာနာမကိုခေါ်နံပါတ်1ကဖရာဂုံကျေးဇူးတော်ကိုချီးမွမ်းဘုံတော်ချီးမွမ်းကျေးဇူးတော်ချီးမွမ်းပြီးတော့เนาะဖရာသခင်နာမကိုခေါ်ပါနာမဆိုတာဖရာရဲ့တတ်နိုင်ခြင်းနဲ့အကုန်ပါတယ်ယေဟောဝါရှမား ငါတို့နဲ့အတူရှိတော့ဖရာဟောလာအဲ့ဒါယေဟောဝါနီစီအောင်မြင်ခြင်းပေးတော်ဖရာနီစီဆိုတဲ့နာမည်ဟာအတိပဲအောင်မြင်ခြင်းပေးတော်သူအောင်မြင်ခြင်းပေးတဲ့ဖရာဆိုတော့နာမည်ကြီးခေါ်ရမယ်ဘာမလို့ရအောင်လဲအမလေးဖရာဖရာဖရာကြီးပဲမရအောင်အောင်ဖရာရဲ့နာမည်ရှိတဲ့နာမည်ခေါ်ကျက်စာအဲ့ဒါပြောတာလေဒီမှာကျင်းတော့အငယ်ရှိမှာနာမတော်ကိုပတ္ထနာပြကြတော့ဖရာနာမကိုခေါ်ပါ နာမည်တက်ခေါ်နာမည်တက်ခေါ်တော့နာမည်နဲ့ပတ်သက်တဲ့ဖရာရဲ့တက်နိုင်ခြင်းเนี่ยကိုယ့်ဘဝမှာခံစားလာမယုံကြည်သူတပါးသောသူတွေအမြင်တွေ့လာတော့အော်သူတို့ဖရာပါဇက်ပြောမှုတကယ်လက်တွေ့တယ်လို့ပြီးနိုင်ပါလားမြင်တော့အဲ့ဒါတတ်သိခံနေတာဖြစ်တယ်တတ်သိခံနေတာဖြစ်တယ်နံပါတ်3အမှုတော်တို့ကို လူများတို့ဟာပြတာကြလောကြည့်ပါအမှုတော်ကို လူများတို့ဟာပြတာကြလောအမှုတော်ကိုလူများကိုပြတာဆိုတော့ဩဖရာနဲ့ပတ်သက်တဲ့အမှုတွေကို တသက်ခံခိုင်းတာတသက်ခံခိုင်းတာကိုကဩဒီမှာအမှုတော်နဲ့ပတ်သက်ရင်ဒါလုံးလို့ရတယ်ဒါလုံးလို့ကိုကလှုပ်တာလှုပ်တော့သူများမြင်ရောဩဒီလိုလဲအမှုတော်မြေထဲမှာပါဝင်လို့ရပါလားသူများမြင်တော့အဲ့တော့အမှုတော်ကိုလူများတို့အားပြတာကြလောဥမာအခုငတ်မတဲ့ကာလအာသမီးတို့တရုတ်တို့လိုက်ပေးမယ်ခရစ်တော်အကြောင်းပြောမယ်အဲ့ဒါအမှုတော်ဘာလုပ်တာလဲပြတာဟောတာမဟုတ်တော့ပြတာလက်တွေပြတာ အော်မစီရဲခက်ခဲတယ်ဟာလားအတို့ပတ်စံဘလောက်ဘလောက်ဘလောက်ပေးမယ်ပြီးနှုတ်ကပတ်တော်လေးကိုငှားလိုက်ဒါမှမဟုတ်ဝေစာလေးထည့်ပေးလိုက်ဟာလားအမှုတော်ကိုပါလေတပါတော်သူတွေမြင်အောင်ပြတ်တာအဲ့တော့ယုံကြည်သူတွေမှာဖြစ်နေရမယ့်အရာဖြစ်တယ်ကျွန်တော်ဆရာဆိုကျွန်တော်ဘယ်လိုပြလဲဆိုကဲအေဝီလီသွားတာစိုက်ကားစီးမလားလမ်းလျှောက်မလားတဲ့ကျွန်တော်ပြောတယ်စိုက်ကားစီးမယ်အဲ့ဒါမြတ်တတိခံမလားတဲ့စိုက်ကားစီးအောင်ဟုတ်ကဲ့ခံပါမယ်ကျွန်တော်တတိခံရတာ မခံတက်တော့သူအရင်ခံပြတယ်အလိုလိုအလိုစကားပြောရတယ်ပြီးတက်တိခံရတယ်။အော်နောက်တော့ခောက်ကြတော့ကျွန်တော်ကိုယ်တိုင်တက်တိခံရတယ်။အဲ့တော့ तू ကအမှုတော်ဘာလုပ်လဲကျွန်တော်စီမှာပြသတာဒီလိုဒီလိုအမှုတော်ဆောင်လို့ရတယ်ဒီလိုပါဝင်လို့ရတယ်။ဆိုအဲ့ဒါယုံကြည်သူမှအဲ့ဒါဖြစ်နေတာစ조사ကြင်ကြံနေတာမဟုတ်ဘူးဖြစ်နေတာအဲ့ဒါဆိုဒီနေ့ယုံကြည်သူများနံပါတ်1ပါလေဂုံကျေးဇူးတော်ကိုချီးမွမ်းနံပါတ်2 နာမတော်ကို ပတ္ထနာပြု ခေါ်ပါဘုရားနာမည်တွေကိုခေါ်ပါတတ်နိုင်ခြင်းတွေကိုပြောပါလူတွေလည်းကြားမယ်ကိုယ်လည်းကြားမယ်ဘုရားရဲ့တတ်နိုင်ခြင်းနာမည်ကတတ်နိုင်ခြင်းအဲ့ဒီတတ်နိုင်ခြင်းနာမည်ကိုခေါ်တဲ့အခါမှာကိုယ်တတ်တာမှထူးခြားမှုဖြစ်လာအမှုတော်ကိုပြတာပဝန်းကျင်ကလူတွေဘုရားအမှုနာမလဲပြတာပါပီကံစွန့်ကြဲခြင်းအဖြစ်တတ်သိခံခြင်းအဖြစ်ဆူတောင်းပေးခြင်းအဖြစ်မေတ္တာပြခြင်းအဖြစ်ကူညီခြင်းအဖြစ်ဟလား ဖရာရဲ့အမှုတော်ဘာလို့ရမလဲပြတတ်ဖို့လိုတယ်လို့တော့ပြတတ်ဖို့လိုတယ်ကဲကောင်းပြီနောက်တစ်ချက်ကြည့်မယ်အပိုင်ငယ်ကိုသာဝရဖရာကိုတခြင်းဆိုကြလော့စာလံတခြင်းကိုဆိုကြလော့အံ့ဘွယ်သောအမှုတော်အပေါင်းတို့ကိုဟောပြောကြလော့ကြည့်ပါအပိုင်ငယ်ကိုမှာသာဝရဖရာကိုတခြင်းဆိုကြလော့စာလံတခြင်းဆိုကြလော့ ဝိညာဉ်ရေးမှာဖះရနဲ့ပတ်သက်တချင်းဆိုခြင်းကလည်းအရေးကြီးတယ်နော်ဆာလန်တဲ့ဆာလန်ကျမ်းအဲ့ဒါတချင်းတော့ဆာလန်နဲ့ကဒီတချင်းတွေကိုစိုးပါပြီးကိုယ့်ရဲ့တက်တာတွေမှာဖះကောင်းမြတ်ခြင်းတွေကိုတချင်းဖွဲ့ပြီးတော့စိုးပါအဲ့ဒါတော့ဖះသားသမီးတွေမှာအဲ့ဒါဖြစ်ကိုဖြစ်နေရမယ်ယာဖះအကြောင်းရောက်မှဆိုတာမဟုတ်ဘူးအိမ်မှာနေရင်လဲဆိုရမယ်လမ်းသွားရင်လဲဆိုရမယ်အဲ့ဒီတချင်းကနှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကကြားတဲ့လူတွေရဲ့တက်တာမှာမျောလင့်ချက်ဖြစ်စေ ကိုကိုတိုင်းဆိုကိုကိုတိုင်းကြားတော့လေကို့ထဲမှာမျောလင်းချက်ဖြစ်လာတယ်။ယုံကြည်ခြင်းတိုးလာတယ်။တဖျားသားသမီးတွေဆိုမှာဖြစ်ကိုဖြစ်နေရတယ်။တချင်းဆိုမလားတချင်းမဆိုရင်ညီးတွားခြင်းကနေရာယူသွားလိမ့်မယ်။ခုတော်တော်များများနေရာမှာလူတွေကဖျားကောက်မြက်ခြင်းတချင်းမှမဆိုတာ။အဲ့တော့ဘယ်ဟာကနေရာယူလာလဲ။ညီးတွားခြင်းကနေရာယူလာလေ။မဟုတ်ဘူးနော်မလွယ်ဘူးနော်မဖြစ်ဘူးနော်ဒုက္ခပဲဘယ်လိုလုပ်ကြမလဲ။ညီးတွားခြင်းကနေရာယူလာတယ်။ဘာလို့လဲတချင်းမဆိုခြင်းကနေရာမယူလို့လဲ။ ဒါကြောင့်မို့ဖရာသားသမီးတွေစီမှာဖြစ်နေရမယ့်အရာပါလေတခြင်းဆိုခြင်းအံ့ဖွယ်သော အမှုတော်တို့ကိုလူအပေါင်းတို့အံ့ဖွယ်သောအမှုတော်အပေါင်းတို့ကိုဟောပြောကြတော့ဖရာသခင်ရဲ့အံ့ဩဖွယ်ရာတွေကိုဘာလို့ရမလဲတတ်သိခံရမယ်ကို့ဘုရားမှာဖရာခင်အံ့ဩဖွယ်ဖြစ်တယ်ဘာတွေလဲအံ့ဩဖွယ်တွေရဘာအံ့ဩဖွယ်တွေလဲစဉ်းစားမှတ်ထားအဲ့ဒီဥစ္စာတည့်ရကြလူတွေကိုတတ်သိခံဖို့ဖြစ်တယ် တော့ယုံကြည်သူတွေရဲ့အသက်တာမှာအဲ့ဒါဖြစ်တယ်။အိုးဖះအောင်အုပ်ပွဲပါလား။ဖះမဆပါလား။ဟုတ်လား။အာလိုက်ကမတ်တိုင်မှာကားစောင့်နေတာ။ကားကမရှိဘူး။ဖះမဆပါ။ကားတစီးရောက်လာတယ်။အော်ကိုယ်အသိဖြစ်နေတယ်။လာလာလာလိုက်ခဲ့ငါလည်းပြန်မအိမ်ဘူး။မင်းတို့အိမ်နဲ့ငါတို့အိမ်ကတိမ်ကျော်ပဲ။ပါသွားရော။ပါသွားအချစ်နော်။ဆိုတော့ဘာနားလည်ရမလဲဆိုရှင်ဖះကျွန်တော်တို့ကိုပါလေတတ်တိခံစရာလေးပေးနေတာ။တတ်တိခံပါ ီးတော့အပိုက်ငယ်30ကိုကျွန်တော်ဖတ်ချင်တယ်။တန်ရှင်းသောနာမတော်၌ဝါကြွားဝမ်းမြောက်ကြလော့။ထာဝရဘုရားကိုရှာသောသူတို့သည်စိတ်နှလုံးရှင်လန်းကြသည်။တန်ရှင်းသောနာမ My God is holy ။ငါဘုရားဘလို့ဘုရားလဲ။တန်ရှင်းတယ်။တန်ရှင်းတဲ့ဘုရားဖြစ်တယ်။တန်ရှင်းတဲ့ဘုရားရဲ့နာမထဲမှာဘာလို့ရမလဲ။ဝါကြွားဝမ်းမြောက်။အေးနင်ကအသက်တာကောင်းလိုက်တာ။ငါကောင်းတာမဟုတ်ငါဘုရားကောင်းတာ။ငါဘုရားငါ့ကိုကောင်းစေတာ။ ဒါဆိုဘယ်ပုံမှာဝမ်းမြောက်တာလဲဘယ်ပုံမှာဝါကြွားတာလဲကိုယ်ပုံမှာမဟုတ်ဘူးဖရာသခင်ရဲ့နာမပုံမှာဩသူများတွေကအဲ့လောက်မဟုတ်တာလုပ်နေတာနေမလို့ခံနိုင်နေတော့နေရကြမလုပ်ဘူးဟုတ်တယ်ဘာသူကြောင့်လဲဖရာကြောင့်အဲ့ဒီဖရာငါထဲကနေအဲ့ဒီမကောင်းတာကိုမလုပ်စေဘူးကောင်းတာပဲလုပ်စေတယ်အဲ့တော့ဘသူ၌ဝမ်းမြောက်နေရလဲဖရာသခင်၌ဘသူ၌ကြွားနေရလဲဖရာသခင်၌ဘလို့ဖရာလဲတန်ရှင်တော်ဖရာတန်ရှင်တော်ဖရာသခင်ရဲ့နာမ၌ဝါကြွားဝမ်းမြောက် ဖြစ်နေရမှာဒါတွေကလောကမှာအခုလူတွေကမတရားတာများတယ်မမှန်ကန်တာများတယ်ညဉ့်ညမ်းတာများတယ်ကျင်းတော့အဲ့ထဲမှာကိုကကိုဖရာအတန်ရှင်းနေဒါမျိုးမလုပ်ဘူးဆိုအဲ့ဒီဖရာရဲ့နာမနဲ့မလုပ်နေရမလဲဝါကြွားဝမ်းမြောက်နေရမယ်အခုလူတွေကကျွန်တော်တို့ကြည်ပါတို့လည်းနေတို့လည်းမပြုံးကြည့်သူတွေနဲ့အတူတူပါပဲတွားရောဘာမှကြွားစရာမရှိဘူးအဲ့တော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အတ္တဟာ ဖယားခင်ရဲ့နာမနဲ့ဝမ်းမြောက်ဖို့လိုတယ်ဝါကြွားဖို့လိုတယ်တော့အဲ့ဖယားကိုကိုယ်တက်တာမှနေရာပေးဖယားကိုဝန်ခံပါဒါဆိုရင်တင်တကယ်ပဲအဲ့ဖယားနာမနဲ့ပါပေါ်လာမလဲဝါကြွားဝမ်းမြောက်စရာပေါ်လာလိမ့်မယ်ဟုတ်တယ်ဟုတ်တယ် तू ပြောတာ तू ဖယားအဲ့လိုဟုတ်တယ် तू အကျင့်သိတယ်အဲ့ဒါအဲ့ဒါဖယားသခင်လိုက်ပါလေဝါကြွားဝမ်းမြောက်တဲ့အသက်တာဖြစ်လာလိမ့်ဒါကြောင့်မလို့ယုံကြည်သူများယုံကြည်သူမှာဘာဘာတွေကဖြစ်နေရမလဲဆိုရင် ကြွားဝါခြင်းလည်းဖြစ်နေရမယ်ဒါပေမဲ့အဲ့ကြွားဝါခြင်းကဘာ၌လဲတခင်ဖရား၌ဖရားသခင်ကြောင့်ဟေးជីជីနဲ့နဲ့အာရပါရဝါကြွားဝမ်းမြောက်ခြင်းကိုပြောနေတာဖြစ်တယ်เนาะအဲ့တော့ယုံကြည်သူတွေကတကယ်ပဲဖြစ်နေရမှာဖရားသခင်၌ဝါကြွားဝမ်းမြောက်ခြင်းပြီးမှဖရားကောင်းမြတ်ခြင်းတွေကိုဘာလို့မလဲဝေငါတသက်ခံခြင်းပြီးတော့မှဖရားသခင်နာမ နာမတော်ကိုပထနာပြုခြင်းအတိပြ callis နေဖရာရဲ့နာမကိုခေါ်ရဘယ်လိုဖရာကြီးမြတ်တဲ့ဖရာတန်ရှင်းတဲ့ဖရာစစ်မှန်တဲ့ဖရာတပါဒီတော့ကေတီရှင်ဖရာကူမတဲ့ဖရာကြီးနော်ဆိုတော့တကယ်ပဲအဲ့ဒီဖရာရဲ့နာမတွေခေါ်ခေါ်ရင်ဥပဇက်ကအတန်ထွက်ပြီးခေါ်ရတယ်ဒါမှကို့နာပြန်ကြကို့ဒီမှာဖရာရဲ့တတ်နိုင်ခြင်းတွေကကိုယ်ဝန်ခံတဲ့တိုင်းကို့တတ်တာတွေမှာနေရယူလာလိမ့်အဲ့ဒါကိုနားလဲစီခြင်း ပြီးတော့မှဘုရားသခင်ကဂုံကျေးဇူးတော်ကိုချီးမွမ်းခြင်းဂုံကျေးဇူးတော်ကိုဩဘုရားဘလောက်ကောင်းမြတ်လဲဘလောက်ချီးမွမ်းပဲလဲဂုံနဲ့ကျေးဇူးတော်ကမတူကျွန်တော်ဂုံတော်ကတတ်တတ်ဂုံတော်ဆိုတာနောက်တရက်မှာပြောပြမယ်နော်နောက်တရက်ကျအဲ့တိတ်တတ်ပြောပြမယ်ဘုရားရဲ့ဂုံတော်ဆိုတာကျွန်တော်ကိုကျေးဇူးပြုတာတွေမပြုတာတွေမပါဘူး ကျွန်တော်ကောင်းကြီးပေးတာတွေမပေးတာတွေမပါဘူးဖရာသခင်ရဲ့ဂုံတော်ဆိုဖရာကနေဖရာဖြစ်နေတဲ့အရာကိုလူကချီးမွမ်းလိုက်တာဖရာအတန်ရှင်းနေကျွန်တော်တန်ရှင်းနေမှာတန်ရှင်းမှာတော်တော်ကျွန်တော်ဖရာတန်ရှင်းနေဒါပဲဖရာသခင်ကတတ်နိုင်တယ်ကျွန်တော်တတ်နိုင်ရင်မှတတ်နိုင်မှာဖရာလည်းကျွန်တော်မဆရင်မှမဆပါဒါပေမဲ့ဘယ်လိုပဲပြောငါဖရာတတ်နိုင်တယ်အဲ့ဒါဘာခေါ်လဲဖရာသခင်ရဲ့ဂုံတော်လို့ခေါ်တယ်ဖရာသခင်စီမှာဖရာကနေဖရာဖြစ်နေတော့အရာကိုကျွန်တော်ကတချင်းဆက်ပြီးချီးမွမ်းလိုက် အဲ့ဒါဂုံတော်ချီးမွမ်းခြင်းလို့ခေါ်တယ်။ဒါကြောင့်မလို့ဒီနေ့ Zoom ကညီကိုမောင်တို့မတွေဒါဝိနဲ့သူ့ရဲ့လူတွေရဲ့ဝိညာဉ်ထဲမှာဖြစ်နေတဲ့အရာတွေကိုနေဝုံချုပ်လိုက်မယ်ဆိုရင်တို့အဖွဲဟာချီးမွမ်းခြင်းရှိတယ်။ချင်းတော့ပြီးရင်တို့ကဖခင်နာမကိုအမြဲတမ်းခေါ်တယ်။သူများကိုဖခင်နဲ့ပတ်သက်တဲ့အမှုတော်မြင့်တဲ့ပတ်သက်ရင်တသက်ခံခြင်းတွေရှိတယ်။တို့မှာထူးခြားတဲ့အရာကဘာလဲ။ ဖယားနာမနဲ့ဝမ်းဝါကြွားဝမ်းမြောက်ခြင်းရှိတယ်သူတို့ကိုယ့်အနေကိုမကြွားဘူးဖယားနိုင်ပဲကြွားတာအဲ့ဒီအရာတွေရှိပြီးမှသူတို့ကိုယ်တိုင်ဖယားလူတွေနော်ဖယားသားသမီးတွေဝိညာဉ်ထဲမှာဖြစ်နေတဲ့အရာသုံးချက်ရေးကြည့်တယ်အဲ့ဒါပဲဆိုအပိုက်ငယ်30မှာဗာရေးလေတန်ရှင်းသောနာမတော်ဝါကြောဝဲမြတ်ကြတော့ထောက်တာပြောက်ကိုရှာတော့သူတို့ဒီစိတ်နှလုံးရှင်လန်းကြဖယားကိုရှာတဲ့အတ္တတာရှိတယ်ဖယားကိုရှာတယ်အငယ်၁၁ ထာဝရဘုရားနဲ့တကူတော်ကိုရှာကြလို့မျက်နာတော်ကိုအစင်မပြတ်ရှာကြလို့အငယ်၁၁မှာ၂ပိုက်တကူတော်ကိုရှာကြလို့ဆိုဘုရားကိုရှာဘုရားတကူကိုရှာအငယ်၁၁မှာနောက်တစ်ပိုက်ပါလဲမျက်နာတော်ကိုအစင်မပြတ်ရှာကြလို့ဘုရားသခင်မျက်မှောက်တော်တိုးဝင်မျက်မှောက်တော်မျက်နာတော်ရှာတော်ဘုရားမျက်မှောက်တော်လက်တော်မဟုတ်ဘူးတချို့ကလက်တော်ပဲရှာတာဘာပေးမဲဘာပေးမဲဘာလက်ပဲကြည့်တာ ဖရာရဲ့သဘောတော်ကိုမရှာဘူးဖရာရဲ့မျက်မှောက်တော်ကိုမရှာကြဘူးဒါပေမဲ့ဖရာသားသမီးတွေရဲ့ဝိညာဉ်မှာဖြစ်နေတဲ့အရာ၃မျိုးရှာတယ်အဲ့၃မျိုးကဘာလဲဖရာကိုရှာတယ်တအပိုင်ငယ်30မှာအငယ်7ဖရာတဘိုးကိုရှာတယ်အငယ်7မှာပဲနောက်တစ်ခုမျက်နာတော်ကိုရှာတယ်ကြည်ဖရာကိုရှာတယ်ဖရာသခင်ရဲ့တဘိုးတော်ကိုရှာတယ်မျက်နာတော်ကိုရှာတယ် တော့ဖယားသားသမီးတွေเนาะဝိညာဉ်ထဲမှာဖြစ်နေရမယ့်အရာဓာတ်တွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ကဘာတွေမဖြစ်ဘူးလဲစဉ်းစားပါအခုပြောသွားတဲ့ထဲမှာဘာတွေကြံနေလဲကျွန်တော်တတ်တာဘာတွေလည်းမဖြစ်တာအဲ့ဒီအရာတွေအတွက်ဖယားခင်စီကိုရှို့တိုးဝင်ပါဖယားခင်ကျွန်တော်ကိုရောကိုယုံတယ်ကျွန်တော်ဝိညာဉ်ဘာကြောင့်ဓာတ်တွေမဖြစ်တယ်လဲဖယားကိုစကားပြောဖယားကိုမေးကျွန်တော်ကကြီးစရောချီးမွမ်းတာဂုံတော်ချီးမွမ်းတာလည်းကျွန်တော်တတ်တာမှမရှိဘူး။ဘုရားသခင်ရဲ့နာမည်လေးကိုခေါ်တဲ့အသက်တာလည်းကျွန်တော်မှမရှိပါလား။ ကျွန်တော်ကသူများကိုဝေငှတာတသက်ခန္ဓာလဲကျွန်တော်မရှိပါလားဟုတ်လားကိုယ်မှာဘာလို့မရှိဘူးလဲစဉ်းစားတော့ကျွန်တော်ဖះကိုလည်းမရှိအောင်တကိုယ်တော်လည်းမရှိအောင်ဟုတ်လားဘုရားသခင်ဖေးပါ presence of god ဘုရားရဲ့မျက်နှာတာကိုလည်းကျွန်တော်မရှိအောင်ဒါဆိုကျွန်တော်တို့မှာပြီပေါ့ဒါကြောင့်ဒီနေ့ဝိညာဉ်ရဲ့မှာဖះသာသမီးဟာဒီတိုင်းမနေရဘူးဝိညာဉ်ထဲမှာဖြစ်နေတဲ့အရာရှိရမယ်တကယ်ပဲကိုယ့်ရဲ့ဝိညာဉ်ထဲမှာဖြစ်နေအဲ့ဒီအရာတွေကကိုယ်တက်တာတွေပါကောင်းကြီးဖြစ်လာမှာဖြစ်တယ် ါဝိနဲ့သူ့ရဲ့လူတွေရဲ့ဝိညာဉ်တွေမှာအဲ့ဒါဖြစ်နေတယ်အဲ့ဒါဖြစ်နေတယ်အဲ့ဒါဖြစ်ဖြစ်ဖြစ်သူဒါကြောင့်သူနဲ့သူ့မိသားစုသူ့အဆွေမျိုးကြီးကောင်းကြီးမင်္ဂလာဖြစ်လာတယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်အရောက်တိုင်းရဲ့ဝိညာဉ်တွေမှာဖျားကိုရှာတကူတော်ရှာမြင်လာတော့ရှာဂုံကျေးစုတော့ကိုချီးမွမ်းသူများရှိမှတတ်သိခံ ဘာတွေပဲကြုံကြုံဖယားနာမည်နဲ့ဘာလို့လဲဝါကြွားဝမ်းမြောက်နိုင်တော့သူဖြစ်ဖို့အရေးကြီးတယ်ဆိုတာလေးကိုကျွန်တော်အနေနဲ့ဝင်ငှပါတယ်အားလုံးကျေးဇူးတင်တယ်နော်ဖယားသားသမီးတွေရဲ့ဝิญဉာဉ်ထဲမှာဖြစ်နေရမယ့်အရာဒါပဲမဖြစ်သေးဘူးဆိုရင်မတက်ရက်ပြီးကျွန်တော်အတူတူဆက်ကပ်ရအောင်မြစ်တတော်ရှိဖယားနာမတော်ချီးမွမ်းပါတယ်ကိုတော့ကောင်းမြတ်တဲ့ဖယားဖြစ်တယ်ကျေးဇူးပြုတဲ့ဖယားဖြစ်ပါတယ်ကိုရောနာမကိုချီးမြှောက်ဂုဏ်ပြုပါတယ်ဖယားလက်တော်တွေမှာကျွန်တော်ရဲ့အသက်တာကိုအနန္တနဲ့အဖာကိုရော ကျွန်တော်တို့ကိုကိုရောလမ်းပြနေတယ်ပက်ပြင်းနေတယ်ဂျေစုပြုနေတယ်နှုတ်ကပတ်တော်နဲ့တွင်တင်နေတယ်ဂျေစုတင်ပါတယ်ဆက်ပြီးတွင်တင်အလင်းပေးပါဗျာကိုရောနှုတ်ကပတ်တော်ကိုလေးလေးနက်နက်နားလေနားနိုင်တော်သူဖြစ်ပါမိအကြောင်းလက်တော်ထဲမှာအနံပါတယ်အရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖတ်ဗျာအာမင်အာမင် thank you god bless you